ီဗီဒီယိုထဲကလူနှစ်ယောက်ကိုအာယုံဆိုင်ကြည့်လိုက်ပါသူတို့ကတော့16နှစ်အရွယ်ဘာနာဘီဝေဘန်နဲ့16နှစ်အရွယ်ဂရိတ်အိုမာလီတို့ပါသူတို့ကသူတို့ရဲ့ကောလိကျောင်းဆောင်ကိုပြန်ဖို့အတွက်လမ်းလျှောက်လာနေကြတာပါဒါပေမဲ့ကံမကောင်းစွာနဲ့ပဲသူတို့ဘယ်တော့မှကျောင်းဆောင်ကိုပြန်ရောက်မှာမဟုတ်ပါဘူးသူတို့နှစ်ယောက်ဟာ Prison Night Club မှာဆိုင်းမပွဲပြီးဆုံးတာကိုကုန်ပြူတဲ့အနေနဲ့ပါတီပွဲလုပ်ပြန်တော့ចောင်းနေအိမ်ကိုလမ်းလျှောက်ပြန်ဖို့ဆုံးဖြတ်ခဲ့ကြတာပါ လန်တော့ကျော်လာခဲ့ပြီဖြစ်ပြီးတော့သူတို့ရောက်ခဏလမ်းတွယ်လေးပဲကျန်တော့တဲ့ Eastern Land ကိုရောက်နေကြတဲ့အခါမှာအနေရဝတ်စုံတဲ့ပုံရိပ်တစ်ခုကိုတခြားလမ်းတနေရာကနေမြင်လိုက်ရပါပြီ။သူကသူတို့ကိုမြင်လိုက်ပါပြီ။ဒီចောင်းသားနေရောက်ကလည်းအဲ့ဒီအမျိုးသားကြီးရဲ့ထောင်ချောက်ထဲကိုတက်တက်ရှောက်ဝင်လာနေကြတာပါ။မကြခင်မှာပဲကန်ဂျမဆိုးကဖြစ်ပေါ်တော့ပါပြီ။အနေရဝတ်စုံဝတ်ထားတဲ့လူကចောင်းသားနေရောက်ကိုဓာတ်နဲ့ထိုးခဲ့ပြီးတော့တယောက်ကလဲကျသွားခဲ့ပါပြီ။ မကြခင်မှာပဲတဆုံတယောက်ကအရေးပေါ်နံပါတ်ကိုဖုန်းဆက်ပြီး Eastern Land မှာဓာတ်ထုတ်မှုဖြစ်တဲ့အကြောင်းနဲ့လမ်းပေါ်မှာလူတယောက်လဲနေပြီးတိတ်နေပြီလို့ထင်တဲ့အကြောင်းအမြန်ဆုံးသတင်းပို့လိုက်ပါရီအဲ့ဒီလူတက်မှုတွေကိုကျူးလွန်ခဲ့တဲ့လူကလမ်းထဲကနေအေးအေးဆေးပဲလမ်းလျှောက်ထွက်သွားတာကိုသတင်းပို့တဲ့သူကထပ်ပြီးမြင်လဲရပါရီဒါဆိုရင်ဒီအမှုကဘာကြောင့်များဖြစ်ရတာလဲနောက်ပြီးဒီចောင်းသားနှစ်ယောက်ရဲ့ဘဝအကြောင်းကဘယ်လိုမျိုးလဲဒါတွေကိုကြည့်ကြည့်အောင်ပါနော်တီဟန်တက်ကလိုဟာပင်ညာရက်တွေကိုလိလလိုက်စားရနေရဖြစ်ပြီးတော့ចောင်းသား3400ကျော်ရဲ့နေအိမ်မှာ ဒီပတ်ဝန်းကျင်မှာပဲ16နှစ်အရွယ် Great Omali Kuma နဲ့16နှစ်အရွယ် Barnaby Weber တို့ကသူတို့ရဲ့လူကြီးဘဝကိုစတင်ခဲ့ကြပါရင် great ဟာပထမနှစ်စေချောင်းသူဖြစ်ပြီးတော့ဆရာဝန်ဖြစ်တဲ့မိဘနှပါရဲ့စိတ်ဓာတ်ကိုအတူယူပြီးလူမှုဝန်ဆောင်မှုဘဝကိုလိုက်စားခဲ့သူပါပညာထူးချွန်တယ်လို့ဟော်ကီကစားတဲ့အားကစားဖက်မှလည်းပါရမီထူးချွန်သူပါအင်္ဂလန် U18 အမျိုးသားအသင်းအတွက်ရှင်ပြိုင်ခဲ့ဖူးပြီးတော့တက်ကတော်အသင်းရဲ့အဓိကကစားသမားတစ်ယောက်ဖြစ်ပါရင်းဘာနမ်ဘီကရော့ထာတန်ကလာတဲ့ပထမနှစ်တမိုင်းကျောင်းသားပါ ခရစ်ကကိုအယံဝတနာပါသူအဖြစ်လူတိများပြီးတော့တက္ကသိုလ်အသင်းအတွက်ရွေးရှယ်ခံရသူပါတငယ်ချင်းတယောက်ကတက္ကသိုလ်ပထမနှစ်မှာစုံပြီးတော့ရင်းနှီးခဲ့ကြပါရင်အဲ့ဒီတိုက်ခိုက်မှုဖြစ်ပေါ်တဲ့ညမှာသူတို့ဟာဆိုင်းပွဲပြီးဆုံးတာကိုကုန်ပြုတ်နေကြတာပါသူတို့ကပရမနစ်ကိုအောင်မြင်စွာပြီးဆုံးခဲ့ပြီးတော့သူတို့ရဲ့ចောင်းဆောင်ကနေလမ်းလျှောက်ရင်ခဏလေးပဲလိုတော့တာဖြစ်ပါရင်ဒီတက်ကတော့ကသူတို့ကိုတိုက်ခိုက်ခဲ့တဲ့လူရဲ့ចောင်းဟောင်းလည်းဖြစ်ပါရင်အနည်းရောဝတ်စုံတဲ့ပုံရိပ်သေးကလူကတော့အသက်30နှစ်အရွယ်ဖေဒိုကာလာကန်ဒီပဲဖြစ်ပါရင် သူကတာမန်လူတယောက်လည်းမဟုတ်ပါဘူး။အင်ဂျင်နီယာဘွဲနဲ့ဒီကျောင်းကနေပဲဘွဲရခဲ့တဲ့ကျောင်းသားဟောင်းတယောက်ဖြစ်နေခဲ့ပါရီ။ဒါပေမဲ့ဘွဲရပြီးနှစ်တည်းအကြာမှာဘယ်တို့ရဲ့ဘဝကလမ်းကြောင်းပြောင်းသွားခဲ့ပါရီ။သူကရဲနဲ့စိတ်ကျမ်းမာရေးဌာနဝေကတည်ထားတဲ့လူတယောက်ဖြစ်လို့နေပါပြီ။အဲ့ဒီညမှာသူဟာမကောင်းတဲ့အကျင့်အစီနဲ့သူ့ရဲ့ကျောင်းဟောင်းရှိရာမြို့ကိုပြန်ပြီးရောက်လာခဲ့ပါရီ။2023ဆွန်လ12ရက်နေ့မှာလူတက်မှုမဖြစ်ခင်နိုင်အနေငယ်အလို့မှာပဲအလုံးလက်မဲ့နဲ့အင်ယာမဲ့ဖြစ်နေခဲ့တဲ့ဗဲတို့ဟာ လန်ဒန်မြို့ကိုခေတ္တခဏပြန်ရောက်နေခဲ့ပြီးတော့အဲ့ဒီညနေမှာလန်ဒန်ကနေနော့တင်ဟမ်ကိုယထာနဲ့ခရီးထွက်လာခဲ့ပါရင်သူ့ရဲ့ job boy အထင်းမှာဆိုတော့ဓာတ်သုံးချောင်းတန်ပိုက်လုံးတစ်ချောင်းကိုယူလာခဲ့တာပါသူ့ရဲ့ခရီးလမ်းတစ်လျှောက် CCTV ကင်မရာဝေကအမှတ်တမ်းတင်ထားခဲ့ပါရင်သူကလပောင်းများစွာအာနာပိုင်တွေကိုရှောင်တင်းနေခဲ့တဲ့လူပါသူ့စီမှာစိတ်ကစင့်ကလေးယောဂရှိနေခဲ့ပေမဲ့ကုသမှုမခံယူခဲ့ပါဘူးအရာရှိတယောက်ကိုတိုက်ခိုက်တဲ့အမှုနဲ့ဖန်ဝရန်ထုတ်ခံထားရပေမဲ့ဘယ်တော့မှလည်းအဖမ်းမခံခဲ့ရပါဘူး သူလမ်းလျှောက်နေတဲ့နာယီရွေအတွင်းမှာပြင်းထန်တဲ့စိတ်ဝေဒနာတွေခံစားနေရပါတယ်။အဲ့ဒီနောက်ပိုင်းစိတ်ကြမ်းမာရေးဆိုင်ရာအစီရင်ခံစားဝေရသူ့ကိုချိန်ချောက်ပြီးထိန်ချုပ်နေတယ်လို့သူယုံကြည်နေတဲ့အတန်ဒီကြားနေရတဲ့ဝေဒနာတွေကိုခံစားနေရတဲ့အကြောင်းနဲ့သူဟာထောက်လိုက်ရအဖွဲဝေရဲ့စောင့်ကြည့်ခံနေရတဲ့ဆိုရပြင်းထန်တဲ့စိတ်ကြောင်ကဒန်းဖြစ်နေတဲ့အကြောင်းဖော်ပြခဲ့ပါတယ်။မြုပ်တဲ့ကိုခရီးသွားနေနေပဲသူ့ရဲ့အကူစီကိုနောက်ဆုံးဖုန်းခေါ်ဆုံးမှုကိုကြောက်စရာကောင်းတဲ့စက္ကလုံးဝင်နေသူကပြောခဲ့တာပါဒါမင်းနဲ့ငါစကားပြောတဲ့နောက်ဆုံးအချိန်မှပဲ မိသားစုကိုဒီနိုင်ငံကနေခေါ်ထုတ်တွားလိုက်ပါဆိုပြီးသူပြောခဲ့ပါတယ်သူအကူကသူယူမိုက်တဲ့အရာတကခုလောက်တော့မလားလို့မေးတဲ့အခါမှာတော့ဗေဒိုရဲ့အဖြေကရှင်းလင်းပြတ်သားခဲ့ပါရင်လောက်တော့လောက်ပြီးသွားပြီလို့သူပြန်ဖြေခဲ့တာပါသူ့ရဲ့ပုံစံက USM မဲ့တော့မဟုတ်ပါဘူးသူကအမဲလိုက်နေတဲ့ပုံစံနဲ့တူခဲ့ပါရင်နောက်ဆုံးမှာတော့သူ့ရဲ့လမ်းကြောင်းဟာចောင်းသားဟောင်းတွေအများဆုံးနေထိုင်တဲ့ Redford ဒေသကိုရောက်လာခဲ့ပါရင်သူကအခုဆိုရင်ပြင်မှတ်ကိုတက်တက်ကြွနဲ့ရှာဖွေနေခဲ့ပါပြီ Northampton တက်ကတော်ရဲ့စိုင်းမပွဲကာလကပြီးဆုံးတဲ့အချိန်ဖြစ်နေခဲ့ပါရင် ထောင်နဲ့ချီတဲ့ចောင်းတောက်ရဲ့အတွက်စိုင်းမွဲဖိအားဝေကနေလွတ်မြောက်တဲ့အချိန်မှာမြို့အနံမှာပျော်ပွဲရွှင်ပွဲတွေရှိနေခဲ့ပြီးတော့မြို့လယ်မှာရှိတဲ့ night club princess ဟာအဲ့ဒီနေရာအထဲကတခုဖြစ်ပါရင်း16နှစ်ရွယ် great နဲ့ banabi weba တို့ကလည်းအဲ့ဒီညာကလပ်မှာတငယ်ရှင်းနေတဲ့အတူပထမနေ့စိုင်းမွဲပြီးတာကိုဂုံပြုခဲ့ကြပါရင်းဒီလိုနဲ့နောက်တနည်းမနဲ့၃နှစ်ဝန်းကျင်မှာတော့သူတို့ကကလပ်ကနေထွက်ခွာခဲ့ကြပြီးသူတို့ရဲ့ចောင်းဆောင်ကိုတမိုင်ကျော်တတရှိတဲ့နောက်ဆုံးလမ်းလျှောက်ခီးကိုစတင်ခဲ့ကြပါရင်း တို့ရဲ့လမ်းကြောင်းကမြို့လေအလုံများတဲ့နေရာကနေ Redford Data ရဲ့ပို့ပြီးတော့တိတ်ဆိတ်တဲ့လူနေရက်ွက်လမ်းစီကိုဦးတည်ခဲ့ပါရင်မနဲ့လေးနိုင်ဝန်းကျင်မှာတို့က Eastern Land ကိုရောက်လာခဲ့ကြပါပြီဒါကတို့ရဲ့ခီးစင်နောက်ဆုံးအပိုင်းဖြစ်ပြီးတော့တို့ရဲ့ကျောင်းဆောင်ရဲ့လုံချုံရာစီကနေလမ်းတွယ်လေးပဲလိုအပ်တော့တာပါ Great နဲ့ Barnaby က Eastern Land ဆုံကိုရောက်တဲ့အခါမှာလူတွားလမ်းကျင်လေးကနေဖြတ်သွားလိုက်ဖို့ဆုံးဖြတ်ခဲ့ပါရင် Vedo ကဒီဖြတ်လမ်းကိုတိပုံရပြီးတောင်းတနေရာမှာပုံခုံနေခဲ့ပါရင် သူ့ရဲ့ကြောပုတ်ထဲကဓမြောင်ကိုထုတ်ပြီးတော့သူတို့နှစ်ယောက်စီကိုသူကရှီကတ်ခဲ့ပါလိတိုက်ခိုက်မှုကချက်ချင်းသူတို့စတင်ခဲ့တော့ဗဲလိုဟာဘာစကားမှမပြောဘဲနဲ့ဗာဒမီကိုအရင်အဆုံးပြစ်မှတ်ထားပြီးဓာတ်နဲ့အချင်းချင်းထိုးခဲ့ကမြေပြင်ပေါ်လဲကျသွားတဲ့အထိပြင်းထန်တဲ့ဒဏ်ရာဝေရရှိခဲ့ပါလိဂရိတ်ကမပြေးခဲ့ပါဘူးအန်ဒီယရှိနေပေမဲ့သူမဟာချက်ချင်းဝင်ရောက်ဖို့ကြိုးစားခဲ့ပါလိသူမကတငယ်ချင်းစီကနေဗဲလိုကိုတွန်းထုတ်ပြီးတော့လမ်းမပေါ်ဆွဲခေါ်ခဲ့ပါလိစကန်30ကြာကြာသူမက လက်နက်ကင်တိုက်ခိုက်တဲ့အဲ့ဒီလူကိုခုခံတိုက်ခိုက်ခဲ့ပါလိ ဲ့ဒီနောက်ဗေဒိုကသူ့ရဲ့ရိုင်းစင်းနဲ့တိုက်ခိုက်မှုကိုဂရိစီကိုလှည့်ပြီးတော့23ချက်အထိတီရှားစီဓာတ်နဲ့ထိုးခဲ့ပါရီးကြီးမားတဲ့ဒဏ်ရာရပြီးတော့ဂရိလဲကျသွားတဲ့အခါမှာသူကမြေပေါ်မှာလဲနေစေဖြစ်တဲ့ဘာနာဗီစီကိုပြန်သွားပြီးတော့ထက်ခါထက်ခါဓာတ်နဲ့ထိုးပြန်ပါရီးအနားမှာရှိတဲ့တက်တီတယောက်ကဒီကြောက်ဖို့ကောင်းတဲ့အော်ဟစ်တန်နေကြောင့်အေယာကနေနိုးလာပြီးသူရဲ့ဗဒင်းပေါက်ကနေအဖြစ်ပြက်ကိုမြင်လိုက်ကပထမဆုံးအရေးပေါ်ဖုန်းခေါ်ဆိုမှုပြုလုပ်ခဲ့ပါရင်ရဲနဲ့ဂျမ်းမာရီဝန်ထမ်းတွေရောက်လာတဲ့အခါမှာတိုက်ခိုက်တဲ့လူကထွက်သွားခဲ့ပါပြီ ဗဲတိုဟာအခုစင်တော့မက်ပါလီပန်းချံဖက်ကိုဦးတီတော်ပါရီသူ့ရဲ့တပ်ဖြတ်လို့တဲ့စိတ်ကမကျေနပ်သေးပါဘူးမနေ့ငားနေဝန်းကျင်မှာသူကလူနေအိမ်တစ်ခုဖြစ်တဲ့ဆလလီဟတ်ဟောက်ကိုရောက်လာပြီးတော့မြင်းကြီးထပ်ပတင်းပေါက်ကနေအသင်းဝင်ရောက်ဖို့စူးစမ်းခဲ့တယ်ပါရီအထဲမှာရှိတဲ့လူတယောက်ကစူညံတန်ကြောင့်နိုးလာပြီးတော့ပတင်းပေါက်ကနေသူ့ရဲ့မျက်နှာကိုမြင်သွားတဲ့အခါမှာသူ့ကိုလက်တီးနဲ့ထိုးပြပါရီဒီရင်ဆိုင်မှုကြောင့်သူကနောက်ဆုံးသွားခဲ့ပြီးတော့အိမ်နေသူတွေကိုတိုက်ခိုက်ဖို့စူးစမ်းမှုကလည်းပြက်စီးသွားခဲ့ပါရီဒါပေမဲ့သူကဒီလောက်နဲ့မရက်သေးပါဘူး သူကအနားမှာရှိတဲ့မန်ဒလာရုတ်ကိုဆက်သွားခဲ့ပြီးတော့မိနစ်ပိုင်းအတွင်းမှာပဲသူရတတိယမြောက်တားကောင်ကိုတွေ့ရှိပြန်ပါရီ65နှစ်အရွယ်အီယန်ကော့ဖာချစ်ခင်လေးစားခံရတဲ့ကြောင်းဆောင်းလျှောက်တူတယောက်ဖြစ်ပြီးတော့သူရဲ့အဖြူရောင်ဘန်ကာအထဲမှာရှိနေကြတော့ပါသူကလီလာပဲလိုတော့တဲ့သူရဲ့အငင်းစားယူချိန်မတိုင်မီဒေတာအတွင်းမူလာတန်းကြောင်းကိုအလုတ်သွားဖို့လမ်းပေါ်ရောက်နေခဲ့ပါပြီဗေဒိုဟာကြောင်းတဝင်ကိုတိုက်ခိုက်ခဲ့တယ်လို့သူညီတဲ့ရက်ဆက်ကြမ်းကြုတ်မှုနဲ့အီယန်ကိုလည်းတိုက်ခိုက်ခဲ့ပါရီသူရဲ့ရင်ဘတ်ကို15ချက်အထိဓာတ်နဲ့ထိုးပစ်ခဲ့တော့ပါ ဲ့ဒီနောက်ဝင်းဒိုကရင်မောင်းထိုင်ခုံကနေအီတန်ကိုဆွဲထုတ်ပြီးတော့လမ်းပေါ်မှာတေလူနီပါထားခဲ့ပြီးသူ့ရဲ့ဘန်ကားကိုယူဆောင်တွားခဲ့ပါရင်တိုက်ခိုက်မှုနီလန်းကိုပြောင်းလဲတွားခဲ့ပါပြီဝင်းဒိုကလက်နက်အပြင်ယင်ကိုပါရသွားပြီးတဲ့နောက်သူ့ရဲ့ရန်ကားမှုကရွှေ့လျားတွားခဲ့ပါရင်သူကလက်နက်ကင်ဆောင်ပြီးမြို့လေကိုမောင်းနေကပို့ပြီးတော့တားကောင်နေရှာဖွေခဲ့ပါရင်မေတန်လန်းမှာသူကသူ့ရဲ့နောက်ထပ်ပြစ်မှတ်ဖြစ်တဲ့လမ်းလျှောက်နေသူဝိမ်းပါကက်ကိုလမ်းဖြတ်ကူးနေတဲ့အချိန်မြင်လိုက်ရပါရီ ဗေဒိုကသူ့ရဲ့ဘန်ကားကိုအချိန်မြင့်ပြီးတော့တမင်တဲ့ကွေကအဲ့ဒီလူကိုအနောက်ကနေဝင်တိုက်ပါရီအဲ့ဒီအချိန်ကျောင်းဝင်းကလေထဲကိုမြောက်တက်သွားခဲ့ပြီးလမ်းဘေးပလက်ဖောင်းပေါ်ကျပြီးတော့ဥခေါင်းနဲ့တင်ပစုံတို့မှပြင်းထန်တဲ့ဒဏ်ရာဝေရရှိခဲ့ပါရီဒီလောက်နဲ့မရက်သေးပါဘူးမိနစ်ပိုင်းအကြာမှာပဲအပါပါလီမန်လမ်းကိုဆက်သွားခဲ့ပြီးတော့လမ်းလေကျောင်းအပေါ်မှာမတ်တရက်နေခဲ့တဲ့နောက်ထပ်လမ်းသွားလမ်းလာနှစ်ယောက်ဖြစ်တဲ့မာရှန်ကာဘန်စကီးနဲ့ရှာရွန်ဝီလာတို့ကိုတွေ့ရှိပြန်ပါရီ ဗေဒိုကဗန်ဂါကိုသူတို့စီတက်တက်ချိန်ပြီးတော့အရှင်မြင့်ကတိုက်ခဲ့ပြီးမောင်းထွက်သွားပြန်ပါရီနေရောက်စလုံးတိတာထင်ရှားတဲ့ဒဏ်ရာများရခဲ့ပြီမဲ့လည်းအသက်ရှင်ခဲ့ပါရီဒီအချိန်ရဲဝေကမြို့အနှံ့ဖြစ်ပွားနေခဲ့တဲ့အရှင်မြင့်တိုက်ခိုက်မှုစီကိုတုံ့ပြန်နေကြပါပြီရဲကားတစီကအခိုးခံရတဲ့အဖြစ်အောင်ဗန်ဂါကိုမြင်လိုက်ပြီးတော့လိုက်လံဖမ်းဆီးမှုစခဲ့ပါရီအရာရှိဝေကဗန်တစ်လမ်းအပေါ်မှာမောင်းနေနေခဲ့တဲ့ဗန်ဂါကိုရှေ့ကခံမိသွားခဲ့ပြီးသူရဲ့ရင်ထဲဝိုင်းပိတ်ကရဲတန့်စီခဲ့ပါရီ လက်နက်ကန်အရာရှိတွေကဘန်ကားကိုဝိုင်းပြီးတော့အပြင်ထွက်ဖို့အမိန့်ပေးတဲ့အခါမှာဗဲဒိုကဒါတချောင်းကိုထုတ်ပါရီသူ့ကိုရဲရရှိနှစ်ယောက်ကချက်ချင်းလက်စစ်လျှော့တနက်နဲ့ပြစ်လိုက်တာကြောင့်ဒါကလည်းကြသွားခဲ့ပါရီအဲ့ဒီနောက်အရာရှိတွေကသူ့ကိုရင်မောင်းထိုင်ကုန်းကနေဆွဲထုတ်ပြီးမြေပြင်ပေါ်မှာဖမ်းထားလိုက်ကြပါရီမနေ့9:34မိနစ်မှာအရေးပေါ်ခေါ်ဆိုမှုလုပ်ပြီးမိနစ်60အကြာမှာတော့ရန်ကားမှုကအဆုံးသတ်သွားခဲ့ပါပြီမြို့ကိုပိတ်ဆို့ခဲ့ရပြီးတော့လူ3ယောက်တေဆုံးက3ဦးကပြင်းထန်စွာဒဏ်ရာရခဲ့ပါရီး တာဝန်ရှိသူကိုဖမ်းဆီးနိုင်ခဲ့ပေမဲ့ဒီကိစ္စအလုံးရဲ့အကြောင်းရင်းကတော့ပြည်သူကိုကာကွယ်ဖို့အတွက်ရည်ရွယ်ထားတဲ့စနစ်တွေရဲ့ဆိုးရွားတဲ့ပြိုကွဲပြက်စီးမှုကိုဖော်ထုတ်ခဲ့ပါသည်။ဗီဒိုကာလာကန်နီကိုဖမ်းဆီးတဲ့အမှုကစနစ်ပိုင်းဆိုင်ရာနဲ့ဆိုးရွားတဲ့ပြက်ကွက်မှုရဲ့မှတ်တမ်းတွေကိုဖော်ထုတ်ပေးခဲ့ပါသည်။သူကအာနာပိုင်တွေအတွက်တစိမ့်မဟုတ်ပါဘူး။သူဟာ2020ပြည့်နှစ်တော်မှာစိတ်ကဆင့်ကလေးယောဂရှိတဲ့အကြောင်းစစ်ဆေးတွေ့ရှိခဲ့ရတဲ့ Nottingham တက်ကလို့ရဲ့ငြိမ်ရထက်မြက်တဲ့ဘွေးရတဲ့ရောက်ပါ ။အဲ့ဒီနောက်ပိုင်း agency ပေါင်းစုံကအခွင့်အရေးတွေကိုလစ်ဟင်မှုတွေတစ်ခုတစ်ခုဖြစ်ပေါ်လာခဲ့ပါပြီ။သူ့မိသားစုကသူဟာသူ့ကိုယ်သူရောတခြားသူတွေကိုပါအန်ဒီရဲ့ရှိချောင်းစိတ်ကြမ်းမရေးဌာနဝေကိုအကြေကျင်းတတိပေးခဲ့ပါပြီ။သူ့ကိုစိတ်ကြမ်းမရေးဥပဒေအရလေးကျင့်တတိုင်းထိန်းသိမ်းခဲ့ပေမဲ့အကြေကျင်းပြန်ပြီးတော့လွတ်ပေးခဲ့တာပါ။သူကငြံကောင်းတဲ့အတွက်လွတ်မြောက်ဖို့အမိန့်တွေကိုလိုက်နာတယ်လို့မျိုးဟန်ဆောင်တက်ပြီးတော့လွတ်လာပြီဆိုတာနဲ့စေယောကကုတဲ့စေဝါဝေကိုတောက်တုံးတာရက်လိုက်ပါရင် လွတ်လာတဲ့ပြန်လည်သုံးသပ်မှုတစ်ခုအရာသူဟာအကြောက်တတ်တဲ့အတွက်ကြောင့်ရေရှည်ထိုးစေကုတမှုကိုရှောင်ရှားခွင့်ရခဲ့တဲ့အကြောင်းနောက်ပိုင်းမှာတွေ့ရှိရပါသည်တတိပိချက်ကမိသားစုစီကတဲ့မကပါကျမ်းမာရေးစနစ်အတွင်းကနေပါလာခဲ့တာပါ2020ပြည့်နှစ်မှာစေယောကကုဆရာဝန်တယောက်ကဗေဒိုရဲ့မှတ်တမ်းအထက်မှာသူကတစုံတယောက်ကိုတပ်ပြနိုင်ရှိရှိတဲ့အကြောင်းပြင်းပြင်းထန်ထန်တတိပိရေးသားခဲ့တယ်ပါရီဒီတတိပိချက်ကိုဘယ်သူကမှလိုက်နာဆောင်ရွက်ခဲ့ရှင်မရှိပါဘူး 2021စက်တင်ဘာမှာဗေဒိုကအရေးယာရှိတယောက်ကိုတိုက်ခိုက်ခဲ့ပြီးတော့သူ့ကိုဖမ်းဖို့အတွက်ဝရန်ကို2022စက်တင်ဘာမှာထုတ်ပြန်ခဲ့ပါရီးဂိုလာတီတီနော်တင်ဟမ်ရှမ်းရရဲတပ်ဖွဲ့ကဒီဝရန်ကိုအကောင့်နဲ့ဖော်ဖို့ပြက်ကွက်ခဲ့တာပါဖမ်းဝရန်ထုတ်တဲ့နေ့မှာပဲ MAS စိတ်ကျမ်းမာရေးအဖွဲ့ကဗေဒိုကိုသူရဲ့စောင့်ရှောက်မှုကနေလွတ်ပြေးလိုက်သေးပါရီးသူကအခုစင်တော့ဖမ်းဝရန်အထောက်ခံထားရသူစောင့်ကြည့်သူမဲ့ပြီးတော့ကုတမှုမရှိတဲ့လူဖြစ်နေခဲ့ပါပြီနောက်ဆုံးအချက်ပြီးခေါင်းလောင်းကလူတက်မှုရေမဖြစ်ခင်ငါးပတ်အလိုမှာလာခဲ့တာပါ 2023မေလမှာဗေဒိုကကိုရောင်တစ်ခုမှာလုံးဖို့ကင်ဖက်နေရောက်ကိုတိုက်ခိုက်ခဲ့တယ်ပါရင်သူ့ကိုအလုံးထုတ်ပြစ်လိုက်ပေမဲ့ရဲကိုအကြောင်းမကြားခဲ့ပါဘူး။သူကနော်တင်ဟမ်ကိုပြန်လာဖို့အစီအစဉ်ဆွဲရန်လွတ်လွတ်လပ်လပ်ကြံရိတ်ခဲ့ပါရင်ဗေဒိုတရားရုံးကိုရောက်တဲ့အခါမှာအမှုကသူလုတ်ခဲ့သလားဆိုတဲ့သူဘာကြောင့်လုတ်ခဲ့တာလဲဆိုရင်မေခွန်ဖြစ်လာခဲ့ပါရင်ဆွဲချက်တင်သူရှေ့နေအဖွဲ့ရဲ့အမှုကတော့ရှင်ပါရင်သူကလူတက်မှုတုံးမှုနဲ့လူတက်ရန်ကြိုးပမ်းမှုတုံးမှုတို့နဲ့ဆွဲချက်တင်ခံခဲ့ပါရင် ဒါပေမဲ့တရားရေးဆိုင်ရာလုပ်ငန်းစဉ်တွေကရာဇဝမှုဆိုင်ရာတရားခွင်ကနေစိတ်ကျမ်းမာရေးဆိုင်ရာတရားခွင်ကိုမကြခင်ပြောင်းသွားခဲ့ပါရင်တရားရုံးကကျွမ်းကျင်စစ်ရောဂါကုဆရာဝန်၄ယောက်ရဲ့တက်တီထွက်ဆိုချက်တွေကိုနားထောင်ခဲ့ပြီးတော့သူတို့ရဲ့ကြောက်ချက်ကသဘောတူညီမှုရခဲ့ပါရင်ဗေဒိုကပြင်းထန်တဲ့စိတ်ကျမ်းမာရေးယောဂါအထူးသဖြင့်စိတ်ကဆင့်ကလေးယောဂါကိုခံစားနေရပြီးတော့တိုက်ခိုက်မှုတွေဖြစ်ပွားတဲ့အချိန်မှာသူကပြင်းထန်တဲ့စိတ်ဝေဒနာခံစားနေရတယ်လို့ကျွမ်းကျင်သူတွေကသဘောတူခဲ့ပါရင် သူကချင်းချောက်ပြီးထိန်းချုပ်နေတယ်လို့သူယုံကြည်တဲ့အတန်တွေကြားနေရပြီးတော့သူမလုပ်ဘူးဆိုရင်သူ့ရဲ့မိသားစုကိုအန်ဒီရဲ့ပြုတ်လိုက်မယ်လို့ပြောနေခဲ့တဲ့အတန်တွေကိုကြားနေရတယ်လို့လည်းဆိုပါရင်ဒီလိုမျိုးပြင်းထန်ပြီးတော့အငင်းပွားစရာမရှိတဲ့ဈေးဘက်ဆိုင်ရာထောက်ထားဝယ်အပေါ်အခြေခံပြီးတရားရုံးကဆုံးဖြတ်ချက်ချခဲ့ပါရင်သူတို့ဟာလူတက်မှုဆွဲချက်နဲ့ဆက်လက်အရေးယူရှင်မပြုတ်တော့ဘဲဗီဒိုရဲ့တာဝန်ခံမှုညော့နေရှင်အကြောင်းပြချက်အရာပုံမှန်ပေါ်ပါတဲ့ပြစ်မှုဖြစ်တဲ့လူတင်မှုတုံးမှုအတွက်အပြစ်ရှိကြောင်းဝန်ခံချက်ကိုလက်ခံခဲ့ပါရင် ဗန်ကားနဲ့တိုက်ခိုက်မှုတွေအတွက်လူတိုက်ရန်ကြိုးပမ်းမှုတုံးမှုကိုလည်းသူအပြစ်ရှိကြောင်းဝန်ခံခဲ့ပါရင်2024ဇန်နဝါရီ25ရက်နေ့မှာအမိန့်ချမှတ်ခဲ့ပါရင်တရားသူကြီးကဗန်တို့ရဲ့စိတ်ပိုင်းဆိုင်ရာပုံမှန်မဟုတ်မှုဟာလူတက်မှုဖြစ်ပေါ်စေဖို့တိတိတအားထောက်ကူပြုခဲ့ပြီးတော့သူကသားမဖျားနာဘူးဆိုရင်တော့ဒီကြောက်ဖို့ကောင်းတဲ့ရာဆုံးမှုကိုကျူးလို့မှမဟုတ်ဘူးလို့ယုံကြည်တဲ့အကြောင်းပြောကြားခဲ့ပါရင်ဖေဒိုကိုအကန့်အသတ်မရှိဆေးရုံအမိတ်ချမှတ်ခဲ့ပြီးတော့လုံချုံရဲ့အမြင့်ဆုံးစိတ်ကြမ်းမဲ့ဌာနမှာထိန်းသိမ်းခံရမှာပါသူ့ရဲ့တားကောင်တွေရဲ့မိသားစုတွေအတွက်တော့ ဒီတရားရေးဆိုင်ရာကောက်ချက်ကတရားမျှတမှုမဟုတ်ပါဘူး။တရားရုံးရဲ့တရားစီရင်ချက်ဟာဘာနာဘီဝေပါ၊ Great Omali Kuma နဲ့ Ian Kopto ရဲ့မိသားစုတွေအတွက်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ပါရင်သူတို့ကလူတက်မှုအတွက်တရားမျှတမှုရှာဖွေဖို့တရားရုံးကိုလာခဲ့ပေမဲ့အဲ့ဒီအစားလူတင်မှုဆိုတဲ့ဆုံးဖြတ်ချက်ကိုပဲရရှိခဲ့ပါရင်တရားရုံးလီကာမှာရက်နေခဲ့တဲ့ဘာနာဘီရဲ့မိခင်ဖြစ်သူကတော့မိသားစုအလုံးအတွက်စကားပြောခဲ့ပါရင်သူမကစစ်မှန်တဲ့တရားမျှတမှုမရခဲ့တဲ့အကြောင်းပြောကြပြီးတော့ ဗေဒိုကိုလူတာမိစားလို့တစိမ့်ကန့်ခဲ့တယ်လို့တရားရုံးရဲ့ကိုင်တွဲပုံကိုလည်းရဲစရာကောင်းတဲ့လှုပ်ဆောင်မှုလို့ဆွဆွဲခဲ့ပါရင်မိသားစုရဲ့ဝမ်းနဲ့ပူဆွေးမှုကတာဝန်ခံမှုအတွက်အင်အားကြီးတဲ့လှုပ်ရှားမှုအဖြစ်ပြောင်းလဲသွားခဲ့ပါရင်သူတို့ရဲ့ချေရသူတွေတိတ်ဆုံးမှုကစိတ်ကြမ်းမာရေးအစီရင်ခံစားတဆောင်ရဲ့မတ်စုတစ်ခုမြတာဖြစ်သွားတာကိုလက်မခံနိုင်ပဲမိသားစုရဲ့ကပူပေါင်းခဲ့ကြပါရင်သူတို့ကဖန်ဝရန်ကိုအကောင့်ထဲပေါ်ဖို့အတွက်ပြက်ကွက်ခဲ့တဲ့ရဲနဲ့အန်ဒီယေရှိတဲ့လူနာကိုအချင်းချင်းပေါ်ပေါ်အစားလွတ်ပြီးခဲ့တဲ့ MAA truck ကိုလူတိရှင်ကြောင်းဝေဖန်ခဲ့ပါရင်ဒီတိုက်ခိုက်မှုကကာကွယ်နေုံတမကကြိုတင်ခန့်မှန်းထားပြီးသားဖြစ်လို့သူတို့ကစောရကတဲ့ခဲ့ကြပါရင်သူတို့ရဲ့မနာမနေဖိအားပေးမှုရှင်းလင်းပြတ်သားတဲ့လူထုကြင်ညာရှင်နဲ့အစိုးရအရာရှိတွေတွေ့ဆုံမှုကြောင့်ဒီကိစ္စကနိုင်ငံလုံးဆိုင်ရာအာရုံစိုက်မှုရရှိခဲ့ပါရင်သူတို့ဟာရဲ့ CPF နဲ့ MAA ရဲ့လုံရက်တွေနဲ့ပတ်သက်ပြီးပြည်စုံနဲ့လွတ်လပ်တဲ့အများပြည်သူဆိုင်ရာစုံစမ်းစစ်ဆေးမှုလုပ်ဖို့တောင်းဆိုလိုက်ကြပါရင် 2024အစောပိုင်းမှာအစိုးရကလက်ခံခဲ့ပြီးတော့ရဲ CPF နဲ့ MAR ရဲ့လုံရက်တွေနဲ့ပတ်သက်ပြီးပြည်စုံတဲ့လွတ်လပ်တဲ့အများပြည်သူဆိုင်ရာစုံစမ်းစစ်ဆေးမှုတရကျင့်ရခဲ့ပါရီမိသားစုရဲ့တိုက်ပွဲကစစ်ကြောင်းကိုအောင်မြင်စွာပြောင်းလဲသွားခဲ့ပါရီဒီအမှုကဖျားနာနေတဲ့လူတယောက်ရဲ့ကြောက်မဲ့ဖွယ်လုံရက်တွေအကြောင်းများတာမဟုတ်တော့ပါဘူးဒါကသူ့ကိုရက်တန့်အောင်မလုံဆောင်နိုင်ခဲ့တဲ့အများပြည်သူဝန်ဆောင်မှုတွေရဲ့တာဝန်ခံမှုနဲ့သူတို့အလုံးကောက်ွယ်ပေးဖို့အတွက်ဂတိတိစ္ဆာပြုထားတဲ့အပြစ်မဲ့အသက်၃၆ရဲ့အမွေအနှစ်အကြောင်းဖြစ်နေခဲ့ပါပြီ။ ဒါကြောဒီကနေ့အမှုရအဆုံးသတ်ပဲဖြစ်ပါရင်ကြည့်ရှုပြပရိသတ်များအားလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ